ားအလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မေသိင်္ဂ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးမှာကတော့အင်္ဂါသားမိများအတွက်2026ခုနှစ်အတွက်တနစ်တာကန်စာတာဟောဇန်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဟောဇန်ကြီးကိုနားမစင်မိမှာကျွန်တော်တို့ရဲ့မေသိင်္ဂ channel ကို subscribe မနေရသေးဆိုရင် subscribe လေးနှိပ်ပြီးအားပေးသွားကြပါလိုက်ရန် share လဲတုတ်ပြီးသွားကြပါခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ပါတယ် ။ယခုဆက်လက်ပြီးတော့တနင်္လာအင်္ဂါသားမီးများအတွက်အင်္ဂါသားမီးများအတွက်2026ခုနှစ်တဲ့ဒီနှစ်တာစောင်းရင်ရှောင်းရင်အထူးဟောကန်းကြီးကိုဖတ်ကြားပေးမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။အင်္ဂါသားမီးများဟာယခုနှစ်2026ခုနှစ်မှာအနစ်နာခံပြီးအနာခံပြီးအသာဆန်ရတော့မီးဆိုတဲ့ကိန်းမျိုးကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ဒီနှစ်ထဲမှာမိတ်ဆွေအနေနဲ့ဟိုမရောက်ဒီမရောက်ဆိုတဲ့ကိန်းမျိုးကလွန်မြောက်လာခဲ့ပေမဲ့လည်းကောင်းရင်လဲတအားကောင်းဆိုရင်လဲတအားဆိုဆိုတဲ့ကိန်းမျိုးကို ဖက်တန်းရမှာဖြစ်ပါတယ်။ကောင်းပါရည်အတွက်ကကောင်းဝင်မဲ့လဲအစိုးရအတွက်ကိုလည်းကြိုတင်ပြင်ဆင်ထားဖို့တော့အရေးကြီးပါတယ်။အမှုခင်းလို့ပြဿနာကြီးတွေကြုံရတာဆေးရုံဈေးကန်ရောက်အောင်ကြံပါရည်ညံ့တာမတော်တဆထိခိုက်မိကြုံရတာရေမီမင်းတခိုးမချစ်မနစ်တဲ့တော်သူစားတဲ့ရန်သူမျိုး၅ပါးနဲ့ကြုံရတာမျိုးတွေဟာဟော်ဒီလိုကိန်းမျိုးမှာကြုံရတတ်ပါတယ်။ ကောင်းတာတွေကတော့ဒီနေ့ထဲမှာခီးတွေထွက်နေခြင်းဟာအတင်တော်ဆုံးရတရားတစ်မျိုးလိုပဲဆိုရပါမယ်။ဘယ်ကူမှ မသွားခြင်းရင်လည်းမကြမကြဆိုသလိုမိမိရဲ့အိတ်ယာလေးကိုဇတိဖြစ်ဖြစ်ရွှေ့ပြီးနေရာပြောင်းတဲ့အိတ်တင်ပါတယ်အခန်းပြောင်းအိတ်တင်ပါတယ်ဒီကိမျိုးမှာလုပ်ငန်းအသင်းနေရာအသင်းတာဝန်အသင်းရုံးငန်းအသင်းအဆောက်အဦတွေဆိုတာတွေအပြောင်းရွှေ့ကိစ္စတွေကိုဦးစားပေးပြီးပြုလုပ်တင်ပါတယ်အိတ်ကိစ္စနေရာကိစ္စ အဆောင်အုံကိစ္စတွေမှာလည်းစိတ်တမ်းရအောင်မြင်သွားပါလိမ့်မယ်အလုံး2မျိုးဝင်းဝင်း2မျိုးနေရာ2မျိုးဘာမဆို2မျိုးနှခါဆိုတာတွေတွေလည်းကြုံလာရပါလိမ့်မယ်ဒီနေ့ထက်မှာရံများပြီမဲ့လုပ်ငန်းမင်းဆိုင်ရာအောင်မြင်မှုကြီးတွေရတတ်ပါတယ်အပြိုင်ဆိုင်တွေကြားထဲကပဲအခွင့်အရေးကောင်းတွေပြလာတတ်ပါတယ်အဝေးပြည်ပနဲ့ပတ်သက်တဲ့အလုပ်တွေ ခီးသွားလာရင်းနဲ့တယူပို့ဆောင်ရဲ့အလုပ်တွေမှာအောင်မြင်မှုကြီးတွေရတတ်ပါတယ်။ငွေပြတ်တဲ့အခါတပြားမကြံပြတ်သွားပြီးဝင်လာပြန်တော့လေတလဟောဆိုလိုဝင်နေတတ်ပါတယ်။ဒီနေ့ထက်မှအဒီယနံသစ်တန်တော့ရေထွက်ကုန်ရေအဆောက်အုံတယူပို့ဆောင်ရင်းနဲ့ပတ်သက်တဲ့အလုပ်တွေမှာပို့ပြီးတော့အကျိုးပေးအောင်မြင်နိုင်ပါလိမ့်မယ်။မထင်မှတ်ဖက်နဲ့လေမြေကိစ္စအမွေကိစ္စဖုံကိစ္စသင်္นานကိစ္စသင်္นานဆိုင်ရာကိစ္စ ပဲပြောင်းစားတဲ့ကိစ္စတွေမှာအခွင့်အရေးကောင်းနေပေါ်ပေါက်လာတတ်ပါတယ်အဝေးကမိတ်ဆွေတို့ဆရာသမားတို့အကူအညီကောင်းတွေကိုလည်းရတတ်ပါတယ်ဒီလိုအချိန်မျိုးမှာငွေဟောင်းပစ္စည်းဟောင်းတွေပြန်ဝင်လာတတ်ပါတယ်မိတ်ဆွေဟောင်းလုပ်ဖို့အကင်မဲ့ဟောင်းတွေကွဲကွာနေသူတွေနဲ့လည်းပြန်လည်ဆုံစည်းရတတ်ပါတယ်ကာကိစ္စကြောင်မြေရနာကိစ္စကွန်ပျူတာကိစ္စကင်မရာကိစ္စတွေမှာတော့မတင်မကြမရင်မရလေးတွေဖြစ်နေရတတ်ပါတယ် ညာတစ်ခုနဲ့အတတ်မိုးတဲ့သူတွေအတွက်အခွင့်အရေးကောင်းထူးထူးခြားခြားပေါ်ပေါက်လာတတ်ပါတယ်။ဒီလိုကိန်းမျိုးမှာပိုပြီးသတိထားရမယ်ကိစ္စလေးတွေကတော့စက်တူရှဲရကိစ္စတွေ၊စာချုပ်စာတမ်း၊စရိတ်စရာကိစ္စတွေ၊အထည်ထိဖနက်၊လူမျိုးကြား၊ရွှေ၊အောက်လက်ငယ်သားကိစ္စတွေပဲဖြစ်ပါတယ်။အထူးအဖြစ်တော့အင်္ဂါသားသမီး၊စနေသားသမီးတွေနဲ့ပတ်သက်လာရင်ဒီနေ့ထဲမှာစိတ်နှောက်ရက်တွေပိုပြီးကြုံတွေ့ရတတ်ပါတယ်။ ငယ်ငယ်သူများအဖို့အခြေရင်းနဲ့မင်္ဂလာကိစ္စတွေမှာအခုတစ်မျိုးတော်ကြတစ်မျိုးဆိုတာတွေအစီအစဉ်ပြောင်းရတာတွေတစ်ခုဒီတစ်ခုကြုံရတတ်ပါတယ်အိမ်တော်ရှင်များအတွက်တော့အိမ်တော်ဘက်ရဲ့အောင်မြင်သောသတင်းကောင်းတွေကိုလည်းကြားရတတ်ကြပါကျမ်းမာရေးနေတဲ့ကတော့စီနေပတ္တဒါမျက်စိယောဂအစာရင်ယောဂလေယောဂဝမ်ယောဂဒုနာနာနာစာတာတွေကို ဒုနာခါနာနားစာတာတွေကိုသတိပြုတင်ပါတယ်ဒီနေ့ထဲမှာအရေးကြီးတဲ့ကိစ္စတွေပေါ်လာတိုင်းဟောဒီရေရရာလေးတွေကိုလည်းအလေးနက်ထားပြုလုပ်တင်ပါတယ်တနည်းဦးတွင်ဒီမနေ့စောစောမှာမြတ်စွာဘုရားမှာသဖြင့်ချောင်းညုံအုံချောင်းညုံတောက်တော်ရင်ရန်6ခွဲ့အလင်းတိုင်းတတိုင်းနှင်းတရရည်တို့ကိုလှူဒန်းပြီးလိုရာစုကို တောင်းပေးပါတနည်းဦးတွင်ဒီမနေ့စောစောမှာ မြတ်စွာဘုရားအားတပြင်းချောင်းညွန်းအုံးချောင်းညွန်းတောက်တော်ရေချမ်း၆ခွက်အလင်းနိုင်တိုင်းနဲ့တရက်ယူတို့ကိုလှူဒန်းပြီးအလိုရှိရာဆူတောင်းပါလေအရဟံဒိဋ္ဌိကိုအဋ္ဌိတံဖြင့် အရေးကြီးလင်ကြီးသူတို့ပတိစိတ်ပြီးပါရစေမီနဲ့ပတ်သက်တဲ့ကုသိုလ်များ များများပြုလုပ်ပေးပါ အရေးကြောင်ရှိတဲ့အခါမှာတပြေနှညွန့်ကို ဆောင်းသွားပါလေငွေကြီးကိစ္စများအရေးကြီးတဲ့အခါမှာ ခွေးများကြောင်များကိုအစာကျွေးမွေးပါ။ရောင်းရင်သောပစ္စည်းများကိုနှင်းစီ9ပွင့်ဖြင့်16ချက်တည်းတည်းရိုက်ပေးပါခင်ဗျာ။ရောင်းမဆုံသောပစ္စည်းများကိုနှင်းစီ9ပွင့်ဖြင့်16ချက်တည်းတည်းရိုက်ပေးပါ။မိမိမှာအခက်အခဲများကြုံတဲ့အခါကျန်းမာရေးတွေညံ့တဲ့အခါမှာအင်္ဂါနေ့မှာစံနှုန်းစီဘူးတစ်ဘူးကကိုအပုံကလေးဆယ်ပုံငှက်ပုံကြီးတော့ကျင်းကများကိုကျွေးမွေးပေးပါခင်ဗျာ။ဒါဆိုရင်တော့မိမိထမရှိတော့မကောင်းသောကံများပပျောက်ပြီး ကောင်းသောကံများရရှိလာပါလိမ့်မယ်ဗျာအားလုံးသောအင်္ဂါသားသမီးပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤကြံပါခြင်းနဲ့ပြည့်စုံကြပါစေအနည်းခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေလည်းတလုံးတဝါနဲ့ပြည့်ဝနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်